မင်္ဂလာပါအားလုံးကိုကြိုဆိုပါရစေ။အခုဝမ်ကန်ဆာတွေမှာအကျိတ်ယောဂရဲ့သွေးကြောဖွဲ့စည်းမှုအကြောင်းပါ။ဤဒီမှာအဆုတ်ကင်ဆာများတွင်အကျိတ်ကြီးထွားလာပုံဖြစ်သည်။အကျိတ်ယောဂရဲ့သွေးကြောဖွဲ့စည်းမှုအမျိုးမျိုးရှိနိုင်ပါတယ်။အတုံးအများဆုံးနီးလမ်းများထဲမှတစ်ခုမှာ new vascularization တို့မဟုတ် angiogenesis ဟုခေါ်သည်။ angiogenesis ဆိုတာသွေးကြောအသစ်တွေဖွဲ့စည်းခြင်းကိုဆိုလိုပါတယ်။အကျိတ်ယောဂဟာသွေးကြောအသစ်တွေကိုဖွဲ့စည်းနိုင်တဲ့စွမ်းရည်ရှိပါတယ်။ ဒါကြောင့်ကိုပိုင်းတွေးကြောဖွဲ့စည်းမှုကနေတွေးထောက်ပံ့မှုကို ရရှိနိုင်ပါတယ်။ဒါကတွေးကြောဖွဲ့စည်းမှုအကျိုးသက်ရောက်မှုကိုဖန်တီးနိုင်တဲ့အများဆုံးနည်းလမ်းတစ်ခုပါ။တွေးကြောဖွဲ့စည်းမှုကိုလုပ်နိုင်တဲ့အခြားနည်းလမ်းတွေကအနည်းနာရှိအစစ်မြစ်အင်္ဂါရဲ့တွေးကိုရယူခြင်းဖြင့်ဖြစ်နိုင်ပါတယ်။ပိုးမွားတစ်မျိုးလိုပဲအဲ့ဒီအရာကိုကက်ပြီးတွေးထောက်ပံ့မှုအားလုံးကိုကျူနိုင်ပါတယ်။အကြောင်းကားတော့တွေးဟာ အဟာရအတွက်အရေးကြီးပြီးကိုယ်ပိုင်ကြီးထွက်မှုအတွက်လိုအပ်ပါတယ်။သွေးကြောဖွဲ့စည်းမှုဖြစ်ပေါ်တဲ့အခြားနည်းလမ်းကချိပီးသားသွေးကြောတွေကိုချက်စီးခြင်းသို့မဟုတ်ကျူးကျော်ခြင်းဖြင့်သွေးကိုရယူခြင်းဖြစ်ပါတယ်။ထို့နောက်အခြားနည်းလမ်းကသွေးကြောတွေကိုအလွန်ယိုစိတ်စေခြင်းဖြစ်ပါတယ်။သွေးကြောတွေဟာသွေးကိုထိန်းထားနိုင်ခြင်းမရှိဘဲသွေးကိုတည်ဆောက်နိုင်ခြင်းမရှိပါဘူး။ ဒါဟာအလွန်ရိုးစိတ်စေခြင်းသို့မဟုတ်အလွန်ပောက်ကွဲစေခြင်းဖြစ်တာမန်ဖွဲ့စည်းမှုတွေကိုတွားရမယ့်အဟာရအလုံးကိုယူသွားပြီးကြီးထွားမှုဖြစ်ပေါ်စေပါတယ်။ဒါပေမဲ့ဒီနည်းလမ်းအလုံးကိုအချို့သောကင်ဆာကုသဆေးတွေကိုတုံးခြင်းဖြင့်ထိန်းချုပ်နိုင်ပြီးကျွန်တော်တို့မှာ Indian NGO Genesis ဆေးတွေဟုခေါ်တဲ့ဆေးတွေရှိပါတယ်။ဒါတွေကသွေးကြောဖွဲ့စည်းမှုနဲ့အသစ်ဖွဲ့စည်းမှု NGO Genesis ကိုတိမတ်ထားတဲ့ဆေးတွေဖြစ်ပါတယ်။ ဒါတွေကို Viva Sisumet ဟုခေါ်ပြီးဒီအထူးသဖြင့်ဆေးကိုအခြားကင်ဆာကုသဆေးတွေနဲ့တူ တွေးကြောဖွဲ့စည်းမှုကိုထိန်းချုပ်ရန်အသုံးပြုနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။